ရန်ကုန်မြို့ကဲနားတလျှောက်ပြေးဆွဲမဲ့ TRAM လျှက်စစ်ထားဟာအများပြည်သူအတွက်ချိန်မှန်တိကျပြီးစိတ်သက်သာတဲ့ဝန်ဆောင်မှုတွေရရှိနိုင်မှာလား1904ခုနှစ်တုန်းကရန်ကုန်မြို့မှာလျှက်စစ်ထားပြေးဆွဲခဲ့ပြီး1922ခုနှစ်နောက်ပိုင်းမှာတော့ပျောက်ကွယ်ခဲ့ရပါတယ်အခုတဖန်ပြန်ပြေးဆွဲမဲ့လျှက်စစ်ထား TRAM ကတော့ လမ်းမတော်ဝါရန်ကနေဟိုတထောင် လင်းစတောင်းထိပြေးဆွဲသွားမှာဖြစ်ပြီးတနေ့ကို6ကြိမ်ပြေးဆွဲသွားမှာပါမြမမီးရထားအောက်မြမပြီးအထွေထွေမန်နေဂျာဦးထွန်းအောင်တင်းကပြက်စစ်ရထားဖြစ်ပေါ်လာဖို့အတွက်ဆောင်ရွက်ခဲ့ရတဲ့အကြောင်းတွေကိုအခုလိုပဲပြောပြခဲ့ပါတယ် ဒီနေ့ပြင်ဆွဲတဲ့လက်စရထားလေးကကျွန်တော်တို့ပထမပိုင်းနဲ့ဒုတိယပိုင်းပေါင်းပြီးတော့ဝါဒန်ကနေပြီးတော့ list down ဒီ၃မှန်လက်ကိုစပြေးပါတယ်။အချိန်ကတော့မနေ့၈နာရီလောက်ဝါဒန်ထွက်ပြီးတော့နေ့လယ်မှာပြန်သိမ်းတော့ဖြစ်ပါတယ်။ညနေကျတဲ့ခါကျတော့ကျွန်တော်တို့ကုန်ကားကြီးတွေကွန်တိန်နာကြီးတွေထွက်လာတဲ့ခါကျတော့ထိခိုက်မှုလည်းဖြစ်မှာစိုးပါတယ်။အဲတော့ကျွန်တော်တို့လုံခြုံမှုအတွက်လည်းလုပ်ပါတယ်။အထူးဖြစ်တော့အဲလူကျွန်တော်တို့အသွားလာများတဲ့လမ်းစုံတွေဖြစ်တဲ့ပေါ့ဝါဒန်နောက်ပန်းစိုးရန်စေဟူရန်အပါဝဲဒီနေရာတွေမှာလည်းကျွန်တော်မိပွိုင် ေးတွေတက်စင်မယ်အတန်စနစ်ကလေးတွေထည့်မယ်နောက်ရက်ကြည့်သွားဆိုင်းဘုတ်တွေရှိမယ်မှန်ကုန်းလေးတွေနဲ့မြင်သားအောင်ရှိမယ်ဒီလိုလုံုံစစ်ချောင်းမရှိအောင်လည်းဆောင်ရွက်ထားပါမယ်အထူးဖြင့်တော့ကျွန်တော်တို့ဒီစီကံကြဖြစ်အောင်ပေါ့နော်ကိုစီကုံကအလုံးပူပေါင်းကူညီမှပဲကျွန်တော်တို့အောင်မြင်မှာပါတက်စီရထားစီမံကိန်းကို2015ဇူလိုင်လကစတင်ခဲ့ပြီးဒီသမားလမှပြီးဆုံးခဲ့တာစီမံကိန်းအတွက်ပြည်ရင်းကုန်ကြစည်ငွေ143ဒသမ13တန်းနဲ့ နိုင်ငံသားမှပစ္စည်းမှယူတင်သွင်းမှုအတွက်ဂျပန်ယန်454.55တန်ကုန်ကြခဲ့ပါတယ်။တနည်း6ချိန်ပြည့်စွဲသွားမယ့်လက်စရထားလက်မှတ်နှုံးထားကတော့တရာကျက်သတ်မှတ်ထားပါတယ်။လက်စရထားဆိုတဲ့အတိုင်းအ धिक ကြတဲ့လက်စမီပြတ်တောက်မှုမရှိစေဖို့တာဝန်ယူဆောင်ရွက်ထားတဲ့အကြောင်းတွေကိုမြမမီးရထားကလက်စနဲ့ပတ်သက်ပြီးတာဝန်ယူထားတဲ့လက်ထောက်အထွေထွေမန်နေဂျာက ရှင်းပြပေးမှာပါ။ မိယထားလက်စနဲ့ပြည်တယ်ဆိုတော့လေယထားလက်စပြည်တယ်ဆိုတော့ကျွန်တော်လက်စမပြတ်တောက်ရဲ့အတွက်ရန်ကုန်မြို့ရဲ့လက်ဒါပီကော်ပိုရေးရှင်းကျွန်တော်ချိတ်ဆက်ထားပါတယ်အဲမပြတ်တဲ့ line အပြင်ကျွန်တော်တို့ယူထားပါတယ်တကယ်လို့မြန်ခုခုပြတ်ခတ်မယ်ဆိုရင်ကျွန်တော်တို့ပြည်တယ်ရုံဖြစ်အောင်ကျွန်တော် RGC နဲ့ဒစည်းပေါ့နော်ဒါဆွဲနိုင်မှုတဲ့စစ်စစ်ဆောင်ရွက်ထားပါတယ်